အဲကျွန်တော်ကအဲ့လိုဟိုဗီလိန်နေရာမျိုးကြတော့ကျွန်တော်ပိုင်နေပေါ့နော်ပိုင်နေဟိုတငယ်ချင်းတွေရောအဲ့ဒီဘေးကဒီနုပညာရှင်အကုန်လုံးကလည်းပြောဒီလိုခမ်းမျိုးကကျွန်တော်အရန်ပိုင်နေစက်ရုပ်ပေါ့နော်ရိုက်ခဲ့တဲ့ကားထဲမှာကျွန်တော်အလောင်ဆုံးအပုတ်ဆုံးကာရိုက်တာဖြစ်လောက်ပါတယ်ဟုတ်အဲကျွန်တော်ကအဲ့လိုဟိုဗီလိန်နေရာမျိုးကြတော့ကျွန်တော် ပိုင်နေပေါ့နော်ပိုင်နေဟိုတငယ်ချင်းတွေရောအဲ့ဒီဘေးကဒီနုပညာရှင်အကုန်လုံးကလည်းပြောဒီလိုခမ်းမိတော့ကျွန်တော်အရန်ပိုင်နေစက်ရုပ်ပေါ့နော်ဒါပေမဲ့ဘာတခုဟိုစိတ်ပူလဲဆိုတော့အခုမရိုက်သေးဘူးပေါ့နော်ဒီကားမကကျွန်တော်တို့ကအသက်ရွယ်အပိုင်းခြား၄မျိုးလောက်ခွဲထားတာပေါ့เนาะကျွန်တော်တို့ကိုရန်ကျောင်းသူဘွားနဲ့ဟိုအသက်60အဲ့လိုမျိုးအထိဂျိုင်းမှာအဲ့လိုမျိုးဟို stage တွေရှိရပေါ့เนาะ အေးအိမ်အောင်ကြပြီးတော့ကလေးမေဘွားရောက်တဲ့ stage ကကျွန်တော်ဟိုချုခါစိတ်တက်ကဂျူလီယာနဲ့တွားပြီးတော့နည်းနည်းစင်တယ်။ကောင်းအေးဟိုအမျိုးသမီးရဲ့ခန်းစားချက်တည်းဆိုတော့အိမ်နှစ်ယောက်ကိုမထောက်ဝါဟိုဘလို့ပြောင်းမလဲပေါ့နော်။အဲအဲ့အရာလေးကိုတော့အခုနည်းနည်းခေါင်းဆာနေပါတယ်။တပတ်လေရိုက်နေရမှတင်လား။အဲ့လေယောက်ကလေလေးပွင့်ဆိုင်နာဆိုလဲမဟုတ်ဘူး။ဒါပေမဲ့ပတ်လေရိုက်နေရ။ဘလို့ဘသူကနေဘလို့အဲ့လိုပြောဖို့အောင်ခက်တယ်။အဲ့တော့စောင့်ကြည့်အပ်ပေးပါလား။ တော်ကုတွေထဲစတိုင်လစ်ကတော့အဲ့လိုပြောတော်တော်ကုတွေထဲဟိုညံ့နေရောလေခလေးလိုဖြစ်နေရောဒီလိုအိမ်နောင်စဲခလေးမေဘွားကြတော့နည်းနည်းလူကောင်ထွားအောင်လောက်တာမျိုးတွေတော့လောက်ရမှာပေါ့နော်အိုက်တန်ကတော့ဒါကွက်ကိုခွဲရပေမဲ့ဘေးပတ်ဝန်းကျင်စပိုးတဲ့နေနေကတော့သူတို့အဲ့ဒါရောစီစဉ်ထားတယ်ပေါ့ uh changes အနေနဲ့ကကြတော့ဒါဒီ on sin ပေါ်ရောက်သွားရင်တော့ကျွန်တော်ပို့ပြီးတော့ပြောတတ်မယ်ပေါ့နော်အခုကြတော့လေမနေ့ကမှ full script ရဖြစ်တာရယ်နောက်ပြီးတော့ဟိုဇက်ကိုအရင်အခုလောလောဆယ်မှာမကြေညက်သေးဘောနော်တကယ် on sin ပေါ်ရောက်သွားခါကျရင်ဒီအဝယ်စားအပြင်ဆင်နေရယ်နောက်ဒီ base setting ကြောင့်ကိုမှုကလည်းအများကြီးပြောင်းလဲသွားအောင်မှာဆိုတော့လေအဲတကယ်နောက်ကားထွက်ခါနီးနောက်ထပ် pressure လောက်တဲ့ခါကျရင်တော့ ိတ်ချပြောပြလို့ရမှာထင်တယ်ဟုတ်လောက်ဘူးမဟုတ်ဘူးချာလီနဲ့ကြတော့အရင်ကခင်တယ်ကြောင်ညာလေးဟိုတချင်းနေရိုက်ဘူးတယ်ကိုဆိုင်စီကတော့ခင်တော့ခင်တယ်ဟိုကြိုင်းမှာ mutual တငယ်ချင်းနေရှိရော်လေဟိုသွားရင်တွေ့ရဒီတိုင်းနှုတ်ဆက်ပေါ့နော်မရမုံနဲ့ကြတော့အခုကျွန်တော်တောင်ကြီးမှာစက်တောင်ရိုက်ပြိုင်မွဲသွားတော့မရမုံပါရဲ့ဆိုတော့အိမ်မှာခင်းလာရယ်ပေါ့နော်ဟုတ်ဟုတ်အဲအတွဲမိအောင်ဆိုတော့ဒီဒီဟာကဟို ကျွန်တော်၄ရက်ပေါင်းပြီးတော့စူးစမ်းမှာပေါ့ဘယ်လိုမျိုးလဲဆိုတော့အခုဒီဒါပြီးလို့ရှင်ကျွန်တော် secretary delivery ရှိသေးရဲ့ဆိုတော့လေကျွန်တော်ဖြစ်ချင်တဲ့အချို့အရာလေးဆိုလို့ရှင်ကျွန်တော်ပြောချင်တဲ့ဟာလေးရှိရဲ့ဖြစ်ချင်တယ်လောက်ချင်တဲ့ item လေးရှိရဲ့ညကကျွန်တော်၁၀ဘိုင်းထိဖတ်ပြီးပေါ့နော်ဆိုတော့အဲ့လောက်ကိုမှသူတို့နဲ့ပြောညှိပြီးတော့တန်တန်မြင်မြင်နဲ့သွားရင်တော့အဆင်ပြေလောက်မှာပါဘာဆိုအခုအကိုတွေအမတွေအကုန်လုံးကလည်းဟိုအရန် flexible ဖြစ်တယ်ဘယ်လိုခြေနေရလဲအခုဒီတောင်မှမရှိဘူးပေါ့နော်ဆိုတော့ ကန်ကောင်းပါရင်ကျွန်တော်အခုထိအလိုဟိုရိုက်လိုက်ရရင်ဟိုအရန်ချေမိုးပြီးတော့ကိုကကြောက်နေရတဲ့လူတွေနဲ့အခုထိတခါမှမဆုံးရသေးဘူးအဲ့ဒါလည်းဟိုရိုက်တဲ့အခါကျအများကြီးထောက်ကူပြုတ်ရလေသူ့ရှိန်နေလို့ရှိရင်ပုံမှားတာပေါ့နော်ဆိုတော့အခုဒီကိုမ၃ယောက်ကလည်းအခုထိရဲဟိုသူတို့ကြည့်ပြောမြပဲစိတ်ချမ်းသာရရဆိုတော့အဲအဓိကဟိုပါပေါ့နော်ဟိုကျွန်တော်အများကြီးပြောပြောနေကြပါတော့ ဇလန်းတစ်ခုလာတဲ့ခါကျရင် ကျွန်တော်ကခေါင်းဆောင်လားမခေါင်းဆောင်လားကြည့်ရမှာကျွန်တော်အတွက်ဒီကျွန်တော်ဒီ character ဒီကျွန်တော်လာပြရဲ့ character ဒီဒီဇလန်းအတွက်ကိုဘယ်လောက်ထိ supporting သွားမလဲဘယ်လောက်ထိဟိုတက်ရောက်မှုရှိလဲပေါ့နော်အဲ့ဒါမျိုးမူတည်ပြီးကျွန်တော်ကလက်ခံတာဆိုတော့လေအခုအမပြောလို့ပေါ့နေရာလေးတစ်ခုတစ်ခုတော့ရှိနေဟာပဲကျွန်တော်ကဟိုရွေးပြီးရိုက်ဖြစ်တဲ့သဘောပေါ့နော်ဟိုလိုမျိုးခေါင်းဆောင်မဟုတ်လဲရရအမရဲ့တည်ရမလား ဒါမဲ့ဟိုလိုမျိုးဘေးမှာပဲမတက်ကြီးရက်နေတဲ့နေရာမျိုးတော့မရိုက်ဖြစ်တော့ဘူးပေါ့အဲ့လိုအဲ့လိုမျိုးပါပဲအမှန်တော့ဟိုကျွန်တော်အမြဲတမ်း interview ကဖြေခဲ့ကျွန်တော်တရုတ်စာဘွားအရင်လာပါတော့လာပြီးတော့မှဟို streamer ဖြစ်ပြီးတော့မှနာမည်ကြီးွားလူတွေကကျွန်တော် streamer လို့မြင်ကြအများပါဒါမဲ့ ။ तू အခုအကိုပြောွားကိုချလီပြောွားသလိုပဲဟို तू ကကျွန်တော်ဂိမ်းမနေနဲ့စသည်ရဲ့။ဒါမဲ့ तू ကျွန်တော်နုပညာလုပ်တယ် तू လိုက်ကြည့်ပြီးတော့ तू အဲ့လိုတွေးပြရဲ့ဆိုတော့ကျွန်တော်တကယ်ကုနာမှာဝမ်းသာရပါတော့။အဲ့ကြောင့်ဟာတကယ်ချင်းနင်ဖေကောင်းလိုက်တာ။ तू အဲ့လိုပြောွားတာကျွန်တော်တို့နည်းနည်းထိွားပါဟာသူအဲ့လိုမျိုးကတကယ်ဒီလောက်ကငါချစ်တာသူတိတယ်မြင်တယ်ဆိုတဲ့အချိန်မှာနည်းနည်းဝမ်းသာသွားဝမ်းနဲ့ဝမ်းသာလေးရောဖြစ်သွားပါလေ ရင်တော့ကျွန်တော်အများကြီးတော့ပြောဘူးလေ live မှာဆိုကျွန်တော်ပိုတော့ပြောစီအားနေထိုင်ကြီးညာပေါ့နော်ခင်းစောအနေထိုင်ကြီးညာဟာကအများကြီးဘလို့ပြင်မန်းခဲ့တယ်ဘလို့ဖြတ်တန်းခဲ့တယ်ဟိုဒီလိုမျိုးလူပညာလောကရဲ့ဂုတ်ကနေဆွဲပြီးရောခေါ်လာမဲ့လူမရှိရတဲ့အတွက်ကျွန်တော်မှဟို ်ဟိုဘွဲလိုက်ပြိုင်ဒီဘွဲလိုက်ပြိုင် audition နဲ့ဝင်ကတ်စင်းနေဖြစ်စသဖြင့်အများကြီးစူးစမ်းခဲ့ပြီးတော့အခုလိုလေးဘာပြီးတော့ဟိုပရိသတ်နည်းနည်းအတိမတ်ပြူလာတဲ့နေရာသက်သက်လေးတခုရလာတဲ့အပေါ်မှာကျွန်တော်အရင်ခုံယူပါတယ်အခုလိုမျိုးဒီဟို Charlie လိုမျိုးပေါ့နော်ကျွန်တော်အဲ့လိုမျိုးတွေးပြီးတငယ်ချင်းတွေကိုအဲ့လိုလေးပဲမြင်စေချင်တာပေါ့နော်ဒီကောင်မလေးကဒီလောက်ကိုဒီရဲ့ချစ်တယ်ဆိုတာကိုလည်းသိစေချင်ပါတယ် အအလောင်းဒီကားကအရှုံးမဲ့နိုင်တာအလောင်းပေါ့နော်ဒါအခုမှ ရိုက်မှာအရိုက်ပြီးသားထဲမှာဆိုစာရုပ်ကျွင်းဆိုပြဖို့ရှိမယ်အဲ့ဒါလေးရကြတော့ဒရမာဟိုမှအချစ်ပါတယ်ပေါ့နော်အချစ်ဇလန်လေးဒရမာလေးအဲဒါကတော့အဲ့ဒီကားလေးကတော့မင်းဖုံးမြက်နဲ့ဝင်းခံမှုနဲ့နေရော ပြီးရင်နောက်ကြောက်နေရမယ်လို့နောက်သိဟဲခိုင်ရှိတယ်မထွက်သေးရအာမားတို့နဲ့လည်းဖြေတော့ဖြေနေဒါပေမဲ့သူတို့ကမထွက်လာသေးဘူးကျွန်တော်လည်းအရင်ကြော်ညာခြင်းနေပြီအဲ့အဲ့ကြောက်နေရမယ်လို့ကျွန်တော်အရင်ပြစေခြင်းနေပြီပေါ့နော်အစလေးလပိုင်းပြမယ်အခု7လပိုင်းဖြစ်သွားတာအဲ့လို့ဆိုနီးနီးရင်ထပ်ပြီးတော့ကြော်ညာပါမယ်မထွက်နိုင်သေးဘူးဖြစ်ဟုတ်ဟာကျွန်တော်ရိုက်တဲ့ကားလည်းကြီးစေခြင်းကျွန်တော်ရိုက်တဲ့ကားရင်ကြီးစီခြင်းပါလေ။ဘာလို့လဲဆိုတော့တကယ်လေးအဲ့လိုမျိုးဘာဘယ်နေရာပဲဖြစ်ဖြစ်ပေါ့နော်။ဟို ဒီတိုင်းပြီးဆိုရလောက်လိုက်တာတခုမှကျွန်တော်မလုပ်ခဲ့ဘူးဘွားကြီးမှာအကုန်လုံးထက်ထက်ခါခါဖက်စူးစားစဉ်းလိုက်စဉ်းလိုက်စိတ်နစ်ပြီးတော့ငါဘာပြိုလုပ်လို့ရလဲဆိုတာပဲစဉ်းစားခဲ့ဟိုရိုက်ခဲ့ကားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကားတိုင်းကြည့်စစ်ချင်ပါ